ဘေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းသတင်းတွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါစကိုင်းမုံရွာကြောက်ကာလမ်းပေါ်ကတိုက်ပွဲအကြောင်းနဲ့ဆက်လိုက်ရအောင်ပါ။အော်တိုဘားလ15ရက်နေ့မနက်9:30မိနစ်အချိန်ကတိုက်ပွဲဖြစ်ပါတယ်။မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှထုတ်ပြန်တဲ့သတင်းဖြစ်ပြီးအဆိုပါနေ့ကမုံရွာမြို့နယ်စီးပွားရေးတပ်ကတော်မှတပ်ဆွဲထားတဲ့ရန်သူအင်အား100ခန့်ဟာတံပြားကကားနှစ်စီးနဲ့ကြောက်ကာလမ်းမပေါ်ရှိရွှေကူနီဖျားမှတပ်ဆွဲထားတဲ့၎င်းတို့ရဲ့တပ်ဖွဲ့များထံ ရိတ်ခါပို့ရန်ထွက်လာခဲ့ကြခြင်းဖြစ်ပါတယ်။ရန်သူတပ်တွေဟာအခုလိုစစ်ကြောင်းမထိုးခင်အော်တိုဘားလ14ရက်နေ့ကလည်းမုံရွာမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေစစ်ဘဝရေးတပ်ကတူရှိစစ်အုပ်စုတွေထံတံပြားကာကားနစီနဲ့အခုလိုပဲစစ်ရင်အားတွေဖြစ်တင်းခဲ့ပါသေးတယ်။အော်တိုဘားလ15ရက်နေ့ရောက်မှာတော့တော်လိုင်းအင်အားစုများကမုံရွာကြောက်ကလမ်းမပေါ်ထနောင်းဝင်းကြေးရွာနဲ့ကြောက်ကကြေးရွာရောက်မနေ့10:30မိနစ်ကစလို့တိုက်ခိုက်ခဲ့ကြတာပါ။ အပြန်လန်ပြစ်ကတိုက်ပွဲတနင်္ဂနွေခန့်ကြာမြင့်ခဲ့ပြီးအချမ်းပဲစစ်သားအများပြားထိကိုက်တိုက်ဆုံကမုံရွာမြို့ဘက်ကိုတံပြားကကားများနဲ့တေဆောင်သွားကြောင်းသိရပါတယ်။ရန်သူတွေဟာတံပြားကကားနှစ်စီးကအရင်တက်လာခြင်းဖြစ်ပြီးနောက်ကနေချီလျင်စစ်သားအင်အား100လောက်ကတ်လိုက်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ကားတွေကိုမတိုက်ခိုက်ဘဲနောက်ကချီလျင်စစ်ကြောင်းကိုပဲဖျက်တိုက်တာဖြစ်ကြောင်းနဲ့ထိကိုက်တိုက်ဆုံခဲ့တဲ့စစ်ကားတွေကိုမုံရွာမြို့ကိုပြန်တယ်သွားတယ်လို့ယူဆရကြောင်း ရန်သူရိုက်ခါတို့လည်းရွှေကူနီကိုရောက်သွားပြီဖြစ်ကြောင်းတော်လိုင်းဘက်ကပြောပါတယ်ဒီတိုက်ပွဲကိုမုံရမြွနဲ့ပတ်ကဖာမုံရခရိုင်ပတ်ကဖာဒုတက္ကရေးဖွဲ့ Danger Force မုံရမြွနဲ့ပတ်ကဖာတိုက်နယ်2 34မုံရမြွနဲ့ပလဖာမုံရမြွနဲ့ပတ်ကဖာဒုတက္ကရေးဖွဲ့ Triple Force မုံရမြွနဲ့ပတ်ကဖာတိုက်ကရေးဖွဲ့မုံရ Special တိုက်တိုက်ကျဲတောကျွဲကြီးပျောက်ကြားဖွဲ့ Black Falcon ATF နဲ့ဒေသခံရဲကြီးပတ်ကဖာများပူးပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များဘက်ကအထိကမရှိခဲ့ကြောင်းပါခင်ဗျာ အော်တိုဘလာ၁၈ရက်နေ့မနက်9:15မိနစ်ခန့်မှာတော့ပဲခူးတိုင်းပေါန့်တယ်မြို့နယ်အတွင်းကရဲကားတွေကိုမိုင်းဆွဲတက်ခတ်ခဲ့ကြကြောင်းအမှတ်363ရက်တက်ရင်ကသတင်းထုတ်ပြန်ထားပါတယ်။ဒီတက်ခတ်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဗီဝါ21ကွက်ကဲမှုအောက်မှာရှိတဲ့363ရက်တက်ရင်တက်ခွဲလေးကရဲဘော်တွေလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ပြည်ခရိုင်ပေါန့်တယ်မြို့နယ်မှတ်တိုင်အုပ်စုမှမှတ်တိုင်ရဲစခန်းဒုရဲအုပ်အေမင်ထွန်ဦးစီတော်ရဲငါအုပ်ဟာဆိုင်ကယ်၃စီးနဲ့တမန်ကြီးရွာဘက်ကိုဒိတ်ဖွဲ့စစ်ဆေးရန်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကအခုလိုမိုင်းဆွဲတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးဒူရဲအုပ်အေမင်းထွန်းနဲ့နေထိန်အောင်ကျော်ထက်တို့အင်တန်တန်ရာရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။အထင်နာသွားတဲ့ရဲနှုတ်ကိုပြည်စည်းရုံကိုတည်သွားပြီးတေဆုံးမှုချင်းတွေကိုစုံစမ်းနေကြဆဲဖြစ်ပါတယ်။ရဲဘော်ရှဲရိုးပြောတာကအခုစုံစမ်းရသလောက်တော့ဒူရဲအုပ်ကတော်တော်ပြင်းတယ်။နေထိန်လည်းတန်ရာပြင်းပေမဲ့အသက်မသေးနိုင်ဘူးလို့သိရတယ်။ဒူရဲအုပ်ကတော့သေမသေးမသိဘူးပေါ့နော်။ဒါပေမဲ့တော်တော်ပြင်းထန်တယ်လို့သတင်းရထားတဲ့အကြောင်းဆိုပါတယ်။ 363ရက်တရင်မှာရဲဘော်ရှဲတို့ကဆက်ပြီးပြောပြရမှာအခုလိုတိုက်ခိုက်ခံရတဲ့အကျန်းဖက်လက်အောက်ခံရဲတွေဟာတမန်ကြီးယွာလန်းစုံညောင်ပေအောက်မှာခဲ့ချပြီးပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးခြင်းအတ္တမစစ်သားစုဆောင်တာတွေပြည်သူဝယ်လာတဲ့စားသောက်ကုန်တွေကိုသိမ်းဆီးငွေညစ်တာတွေအတ္တမလုဆောင်နေတဲ့အဖွဲ့ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားတာတွေ့ရပါတယ်ခင်ဗျာ ော်တိုဘားလ16ရက်နေ့မနက်9:00ခန့်ကတဝဲလောင်းလုံးမြို့နယ်တိုက်ပွဲဖြစ်ပါတယ်။လောင်းလုံးမြို့ရှိအောင်တပီဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်သားများကအနီးနားမှာရှိတဲ့ကြေးရွာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာစဉ်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြခြင်းဖြစ်ပါတယ်။တိုက်ပွဲတွင်အချမ်းပဲစစ်တပ်ဘက်မှ၄ဦးသေဆုံးက10ဦးထပ်မံနဲ့ထိခိုက်ဒဏ်ရာရရှိပြီးတော်လိုင်းရဲဘော်များဘက်ကထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ရန်သူတပ်များဆုတ်ခွာစဉ်မှာလမ်းတစ်လျှောက်ကိုလည်းလက်နက်ကြီးငယ်တွေနဲ့ရန်တမ်းပစ်ခတ်လို့ပြည်သူနေအိမ်တချို့ထိခိုက်မှုရှိခဲ့ပါသေးတယ်။ အောင်တပြေဖုန်ကြီးကျောင်းမှာကစစ်ခွေးတွေတက်ဆွဲထားတာတလားကျော်ပြီအင်အားက40လောက်ရှိတယ်အဲ့ဒီစစ်ခွေးတွေကလမ်းသွားလမ်းလာပြည်သူတွေစီကဆက်ကြီးတောင်းနေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်လို့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တာပါသွားရောက်တိုက်ခိုက်ချိန်မှာစစ်ခွေးတွေကအနီးနားကရွာတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့အချိန်နဲ့တိုးသွားတော့ဖုန်ကြီးကျောင်းရှိမှာပဲအနီးကပြစ်ခတ်မှုဖြစ်ကြတာပေါ့တိုက်ခိုက်မှုတွင်စစ်ခွေး၄ကောင်ထက်မနည်းသေပါတယ်ဒဏ်ရာရတာလည်း၁၀ကောင်ထက်မနည်းရှိပါတယ် ိုက်ပွဲတွင်မှာပဲစစ်ခွေးတွေကလောင်းလုံးမြို့ပေါ်ရဲစခန်းကိုလမ်းတောက်လျှောက်တနက်တွေပစ်ဖောက်ပြီးဆုတ်ခွာထွက်ပြေးသွားတယ်ဟူ၍လဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကတိုက်ပွဲဖြစ်စဉ်ကိုအသိပေးပြောဆိုလာပါတယ်။လဝဲခရိုင်တပ်ပေါင်းစုနဲ့အတူလောင်းလုံးတမ်မဏိလက်ပြတပ်ဖွဲ့တို့လည်းဒီတိုက်ပွဲမှာပူးပေါင်းပါဝင်တိုက်ခိုက်ထားပါတယ်ခင်ဗျာ။ KIO KIA ဌာနချုပ်လိုင်စာကိုတော့အာနာသိန်းစစ်အုပ်စုရဲ့အသေးခံဒရုန်းတက်ခိုက်မှုတွေတွေ့လာရပါတယ်။ဒီသတင်းနဲ့ပတ်သက်လို့အော်တိုဘားလ၁၈ရက်ညပိုင်းသတင်းထုတ်ပြန်ရမှာအခုနှစ်အတွင်းမှာစစ်ကောင်စီကလိုင်စာကိုအသေးခံဒရုန်းနဲ့တက်ခိုက်တာ6ကြိမ်ရှိပြီလို့လည်းသိရပါတယ်။အခုနောက်ဆုံးကြိမ်တက်ခိုက်မှုမှာတော့လိုင်စာမြို့စီပင်သားရဇီးတန်းကဟင်းသီးဟင်းရွက်ရောင်းတဲ့တရုတ်လင်မယား၂ဦးဒဏ်ရာရခဲ့ပြီးဈေးဆိုင်ခန်းတွေလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ကချင်စည်သတင်းရင်းမြစ်ရဲ့အဆိုအရဒီဒရုန်းဟာ မြေကျင်းနာခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေတိုက်ခိုက်တာလို့ဆိုပါရယ် KIA သတင်းပြန်ကြားရေးဌာနကတော့ဒီသတင်းနဲ့ဆက်ဆက်ပြီးစစ်ကောင်စီတပ်ဟာ KIA နဲ့တိုက်ပွဲတွေမှာအထိနာရင်းလိုင်းစာဌာနချုပ်ကိုလေကြောင်းနဲ့တိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာအရင်ကတည်းကလှုပ်ဆောင်ခဲ့တာဖြစ်ပြီး 2024နှစ်လည်ကစလို့လိုင်စာနီးကစစ်ကောင်စီစခန်းတွေတိမ့်ပိုက်ခံရပြီးနောက်မှာလက်နက်ကြီးထက် drone အသုံးပြုတိုက်ခိုက်တာတွေတွေ့လာရပါတယ်။ဒါပြင်စစ်ကောင်စီဟာစာတင်ကျောင်းတွေကိုပြစ်မှတ်တာဘုံကျဲတိုက်ခိုက်တာကြောင့်ចောင်းသားလူငယ်တွေတက်သိဆုံးမှုများပြားလာကြောင်းမကြသေးခင်ကပဲသတင်းဖော်ပြခဲ့တာတွေ့ရပါတယ်။ဗမော်ဝိုင်းမော်ဖားကန့်မချမ်းပေါ်စတဲ့မြို့နယ်တွေမှာစစ်အုပ်စုနဲ့ကရရန်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေစေဖြစ်ကအခုလိုဌာနချုပ်ကိုချိမ့်ချောက်တဲ့သဘောလိုယူဆနိုင်တဲ့အသေးခံ drone ပြစ်လို့မှုဟာ မြေပြင်တိုက်ပွဲမှာစစ်အုပ်စုအထိနာနေတာကိုထင်ရှားစေကြောင်းလဲစစ်ရေးလီလာသူတို့ကယုံကြည်ယူဆလျက်ရှိပါတယ်ခင်ဗျာအော်တိုဘားလာ၁၆ရက်နေ့မနေ့ဆယ်နိုင်ခန့်မှာတော့တမုတ်ခြုံကြေးရွာနီးတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ခဲ့ကြကြောင်းသတင်းကိုတော့ People Defense Force ဗိတ်ခရိုင်တိုက်ရင်းနှစ်မှသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်55မိနစ်ခန့်တိုက်ပွဲမှာရန်သူ၄ဦးသေဆုံးခဲ့ကြောင်းမိမိတို့တွန်လိုက်တပ်ဖွဲ့များအထိကိုင်မရှိကြောင်းဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုဗိတ်ခရိုင်အမှတ်နဲ့တိုက်ရင်းတပ်ခွဲနှစ်ကော့တောင်းခရိုင်တိုက်ရင်း၁ Dragon Squad ဒုံးတပ်ဖွဲ့နဲ့တနင်္သာရီမြို့နယ်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ခင်ဗျာထောက်လိုက်ထောက်လိုက်ထောက်လိုက် အရတော်မြို့နယ်တွင်စစ်ကောင်မရှင်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေတက်ခတ်ခဲ့မှုရုတ်တံမှတ်တမ်းကိုတော့ Generation Set Power ကဒီကနေ့ထုတ်ပြန်ထားတာတွေ့ရပါတယ်။ထုတ်ပြန်ချက်မှာတော့2025ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာအရတော်မင်းရွာပဲစစ်ကြောင်းထုတ်လာတဲ့စက္ကဆာကိုကျွန်တော်တို့ Generation Set Power ကြည်ဆက်ပြီးမန္တလေးပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့တော်လိုင်းဖွဲ့တွေပူးပေါင်း၍လှုပ်ရှားဆောင်ရွက်မှုတိုက်ပွဲရုပ်တံအားထုတ်ပြန်ကြေညာအပ်ပါသည်ကျွန်တော်တို့တပ်ဖွဲ့သည်တပိတ်ချင်းမရိယာစစ်မျက်နှာများနဲ့စကိုင်းမြို့ဝန်ကြီးများမှလည်းပူးပေါင်းပါဝင်တိုက်ခတ်လျက်ရှိသည်ဟု၍ဖော်ပြထားကြတာဖြစ်ပါတယ်ခင်ဗျာအရကတတော်အေနဲ့မဟာမိတ်တပ်တွေအပိတသိမ့်ဖို့စူးစမ်းနေတဲ့စေအုပ်စုရဲ့နိုင်ရီကံပြူဟာတိုက်ပွဲသတင်းချို့လဲထွက်ရှိလာခဲ့ပါတယ် ဒီဟာရအရေးပါပြီးမကွေးတိုင်းဝင်ပေါက်လို့ပြောလို့ရနိုင်တဲ့နတ်ရီကံဘီဟာကိုစေအုပ်စုကနှီးပေါင်းစုံနဲ့ခုခံနေတယ်လို့တော်လိုင်းအင်အားစုတွေကလည်းပိတ်ဆို့ပိတ်တပ်ဖို့စ조사နေကြချင်းပါနတ်ရီကံကိုပြီးသိမ့်ဖို့စ조사ခဲ့တာအချိန်ကာလတစ်ခုကြာမြင့်လာပြီးဆိုပေမဲ့မတ်လ28ရက်နေ့စကိုင်းငလျင်ကျောက်ဒီစစ်စင်ရေးကို AA ကရပ်ပစ်ခဲ့ပါသေးတယ်ဒီချိန်မှာလည်းစေအုပ်စုဘက်ကအင်အားတွေဒီစကန်ကိုဖြည့်ခဲ့ပါတယ်ရန်သူဟာအခုလိုအင်အားတွေဖြည့်ပြီး AA နဲ့မဟာမိတ်တပ်တွေထိန်းချုပ်ထားတဲ့စကန်ကို စက်တင်ဘာလဇန်မှာပြန်လည်တင်ယူဖို့စ조사ပေမဲ့မအောင်မြင်ခဲ့ပါဘူး။စကခ18ရဲ့ဒံပြန်ထိုးစစ်တွေကို AA နဲ့မဟာမိတ်တွေကသာဒံပြန်ထိုးစစ်နဲ့ပဲတုတ်ပြန်လိုက်တာကိုခံခဲ့ရပါတယ်။နိုင်ရီကန်ပြူဟာရဲ့အတ ିକ ခန်းစစ်စခန်းတစ်ခုဖြစ်တဲ့ဂုတ်ကြီးစခန်းနဲ့ Fighter ဂုံးကိုစက်တင်ဘာလကုန်ပိုင်းနဲ့အောက်တိုဘာလဇန်ပိုင်းတွေမှာ AA နဲ့မဟာမိတ်တပ်တွေကတင်ယူပါတယ်။အဲ့ဒီနောက်မှာပြူဟာတွေကစစ်ကောင်စီအရာရှိတွေဟာအော်တိုဘားလ9ရက်နေ့ကရဟတ်ရင်တွေနဲ့ဆက်ကွာသွားပြီလို့လဲစစ်ရေးသတင်းချို့ထွက်ပေါ်လာပါတယ် ဇက်တိုက်ဆိုသလိုပဲအေကအော်တိုဘားလ15ရင်းနေ့ညထုတ်ပြန်ချက်ထဲမှာနေရီကံပြူဟာကို၎င်းတို့အပိသက်တိမ့်နိုင်ဖို့လက်ကြံနေရာချုပ်ကိုထုတ်စစ်ဆင်နေပြီဆိုတဲ့အကြောင်းအတိပြုဖော်ပြလာပါတယ်ထွက်ပြေးလွတ်မြောက်လက်နဲ့လာချသူတွေလည်းရှိနေပြီးကောင်းမွန်စွာထိမ့်သိမ်းထားကြောင်းလည်းအေဘက်ကပြောနေပါတယ်နေရီကံကိုသာအေနဲ့ပူပေါင်းတပ်တွေအပိသက်တိမ့်လိုက်နိုင်ရင်ပဒန်းလွင်ပြင်ကိုစီးလိုက်နိုင်မှာဖြစ်ကြောင်းနဲ့ပဒန်းကအမြောက်တပ်ဌာနချုပ်ကိုချိန်ချောက်နိုင်မှုနဲ့အတူ ကပ္ပစတွေထိကိုပါချင်းချောက်နိုင်တော့မှဖြစ်ကြောင်းစည်ရည်လီလာသူတွေကဆိုနေကြပါတယ်။ဒါကြောင့်လဲနတ်ရီကန်ဖြူဟာကနေ၁၀မိုင်ကျော်ပဲဝေးတဲ့ဗဒန်းမြို့ပါမကြဘူး။စေအုပ်စုကတက်မတခုထပ်ဖြည့်ဖို့ခန်းစစ်ပြင်ဖို့ပြင်နေရပြီဖြစ်ကြောင်းသတင်းတွေပေါ်ပေါက်လာပါတယ်။ဒီလိုနဲ့အော်တိုဘားလ၁၆မှာတော့ရန်သူတပ်တွေဆက်လက်ထွက်ပြေးလာနေပြီးနတ်ရီကန်တောင်ကျောနေရာတချို့မှာအလံဖြူထောင်နာတွေလက်နက်ချဝင်ရောက်လာတော့ ၎င်းတို့ဥပဒေနဲ့ညီဆောက်ရှောက်ထားကြကြောင်းအေအေကသတင်းထက်မှန်ထုတ်ပြန်ခဲ့ကြတာပါရန်သူဘက်ကတပ်သားတွေဟာပင်မစခန်းကိုအေအေတို့စတင်တိုက်ခိုက်တဲ့အော်တိုဘားလ10ရက်နေ့ညနေပိုင်းကလေးကစခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်ပြီးနိုင်ရီကန်တောင်ကျောတလျှောက်မဟာမိတ်ပူးပေါင်းအဖွဲ့တွေကလိုက်လံဖမ်းဆီးနေကြတာပါတာကင်းစခန်းအလုံးကိုတိတ်နိုင်ခဲ့ပြီးနောက်အရှိမနိုင်ရီကန်ကိုအပီးတက်လိုက်ပြီးလို့ဆိုနိုင်ဖို့အတွက်လက်ကျန်နေရာတချို့ကိုအေအေနဲ့မဟာမိတ်တွေတိုက်ခိုက်နေချိန်မှာပြည်သူတွေကတော့ တော်လိုင်းကြီးတပ်ပေါင်းစုရဲ့ညီညွတ်တဲ့နတ်ရီကံပေါ်အောင်ပွဲတွေကိုစောင့်မျှော်စိတ်ဆောနေကြတဲ့ဖြစ်ပါတယ်ခင်ဗျာ။ KNL ပူပေါင်းတပ်တွေထိမ့်ချုပ်ထားတဲ့ဆွေတော်ကုန်းကတော့ရန်သူစစ်အုပ်စုလက်ထဲပြန်ပါသွားခဲ့ပါပြီ။တော်လိုင်းကြီးပူပေါင်းတပ်တွေတနှစ်တတိထိမ့်ချုပ်ထားတဲ့စခန်းကိုရန်သူစစ်အုပ်စုနဲ့ပူပေါင်းနေကြဆက်တပ် BGF တို့ကအင်အားအလုံးကြီးနဲ့ပြန်လည်ထုတ်စစ်ဆင်ကအော်တိုဘာလ19ရက်နေ့မနက်6:00ခန့်မှာပြန်လည်တပ်ဆွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဆွဲရကုန်းဟာလေးကစ်ကောဖလူးနဲ့မြဝရီဝေါ်လီလမ်းမဒေတာတလျှောက်ကိုလက်နဲ့ကြီးမြနဲ့ချင်းချောက်ပစ်ခတ်နိုင်လို့အရေးပါပြူဟာကြသောတောင်ကုန်းလည်းဖြစ်ပါတယ်ဒီတောင်ကုန်းစခန်းကိုရန်သူစစ်အုပ်စုက2025ခုနှစ်အောက်တိုဘာလလဆန်းမှာစတင်ကအမှတ်22ကြီးမြတက်မှာအပါအဝင်စစ်ကြောင်း၅ကြောင်းနဲ့အင်အားအလုံးကြီးနဲ့ပြန်လည်ထုတ်စစ်ဆင်ခဲ့ရမှာဒေတာကန်ကရင်လက်နက်ကင်တပ်တွေဖြစ်တဲ့ BGF နဲ့ DKB အဖွဲ့တွေရဲ့ကူညီမှုတွေလည်းရခဲ့ကြောင်းတတိယကြေကြေပြက်ပြက်ထွက်ပေါ်လာပါတယ် စွဲတော်ကုန်းကိုရန်သူတွေပြန်ဆိုးမိုးသွားပြီဖြစ်လို့နာမည်ကျော်၄ကီကောတိုက်ပွဲဟာလည်းရန်သူစစ်အုပ်စုရဲ့လက်အောက်ကျသွားပြီလို့ပြောရမှာဖြစ်ပါတယ်။အချို့ကတော့စွဲတော်ကုန်းစခန်းနဲ့မြို့တိရက်ွက်တချို့ကသာစစ်တပ်ကပြန်ထိန်းချုပ်နိုင်ပေမဲ့၄ကီကောတမျိုးလုံးကိုထိန်းချုပ်နိုင်တာမဟုတ်သေးဘူးလို့လည်းဆိုနေကြပါတယ်။သွေးခွဲအချို့စီပွားမက်လုံးပေးနီလန်းတွေနဲ့ကရင်တပ်တွေကိုအမြဲတမ်းအနိုင်ယူခဲ့တဲ့အာနာသိန်းစစ်အုပ်စုဟာ အခုဒီချိန်မှာလည်းလက်နက်ကင်စီးပွားရေးလှုပ်ကရင်တပ်များကိုလေကြောင်းချင်းချောက်မှုနဲ့တူ PRP အကူအညီတွေရယူနိုင်ခဲ့ကဆွေတော်ကုန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအော်တိုဘလာ19ရက်နေ့မနေ့10နာရီ30မိနစ်ခန့်မှာတော့ဘကူတိုင်းလက်ပရန်းမြို့နယ်တရက်ချောင်းရွာကိုဘုံလာကျဲတဲ့စစ်တပ်ရဲ့ drone တစ်စီးပြတ်ကြပြီး TTF တပ်ဖွဲ့တွေကသိမ်းဆည်းရရှိခဲ့ပါတယ်အခုလိုဆက်ချွတ်ရင်းပြီးပြတ်ကြလာတဲ့ drone ကိုတရက်ချောင်းရွာအနောက်ဘက်မှာတာယာပရီဂလုံတပ်ဖွဲ့မှသိမ်းဆည်းနိုင်ခဲ့ကြပါတယ် စစ်ခွေးတွေကတရက်ချောင်းကိုဒရုန်းနဲ့ပုံလာကျဲတာအဲ့ဒီမှာဆက်ချုပ်ယူပြီးတော့ဒရုန်းကလေထိနဲ့ပြုတ်ကျလာတာကျွန်တော်တို့လည်းသတင်းကြားတာနဲ့သွားပြီးတော့ယူဆောင်လာခဲ့တယ်အခုတော့လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားပါပြီလို့တာယာပရိခိုင်ဂလုံတက်ဖွဲ့မှတာဝန်ရှိသူကပြောပြပါတယ်စစ်ဆေးချက်တွေရရရှိတဲ့ဒရုန်းဟာ25ကီလိုဂရမ်အလေးချိန်တည်နိုင်ပြီးဒလက်12ခုပါကထိုင်းပတ်12သိန်းခန့်တန်ကျေးရှိတယ်လို့လဲတော်လိုင်းတက်ဖွဲ့တွေဘက်ကအသိပေးပါတယ်ကျွန်တော်တို့ဒီဒရုန်းကိုအသုံးပြုပြီးတော့ စခတွေကိုပြန်ပြီးအလုပ်လုပ်ဖို့စီစဉ်ထားပါတယ်လို့တာယာပရီဂလုံတက်ဖွဲ့တာဝန်ရှိသူကပြောပြပါတယ်။တရက်ချောင်းမှာအော်တိုဘာလ15ရက်နေ့ကလည်းရန်သူစစ်ကြောင်းကိုတော်လိုက်တက်တွေဝိုင်းတိုက်လို့ရန်သူအထိခိုက်များသွားပြီး15ဦးထက်မနည်းသေဆုံးကစစ်တပ်ပန်း12ဦးကိုလည်းဖမ်းဆီးရရှိခဲ့ပါသေးတယ်ခင်ဗျာ။ရန်ကုန်တိုင်းလှဲကူးမြို့နယ်ဒရေဘိုးကြီးရွာရှိမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်ရမှာ။ စေအုပ်စုလက်အောက်ခံအုပ်ကြီးတဦးနဲ့ပြူစောတီတဦးတေဆုံးခဲ့ကြောင်းရန်ကုန်အာမေအဖွဲ့မှတာဝန်ရှိသူတူကပြောပြပါဗါတယ်။အော်တိုဘာလ19ရက်နေ့ညနေ6:50မိနစ်ခန့်မှာလှဲကူးမြို့နယ်တရေဘိုးကြီးရွာမြို့နယ်ထွတ်ထွတ်အုပ်ချုပ်ရေးမှူးရုံးကိုပြင်းအားမြင့်မိုင်းတလုံးလက်ပစ်ပုံးနှလုံးတို့နဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ကြတာပါ။ညနေစောင်းထွေအုပ်ရုံးမှာအရက်တောက်ဖို့ပြင်နေတဲ့အုပ်ကြီးတကောင်နဲ့ပြူတကောင်တို့ပွဲချင်းပြီးသေးတယ်။အရက်ဝိုင်းထဲမှာကျန်တဲ့ကောင်တွေလည်းထိကြိုက်တန်းရရတယ်လို့သိရတယ်။ အုတ်ကြီးကတော့ဝယ်လာတဲ့ပလင်းတွေတော့မတောက်သွားရရှာဘူးလို့ရန်ကုန်အာမေဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခရိုင်ပတ်ကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအချမ်းဖက်အာနာသိန်းအုပ်စုကပြုလုပ်အောင်မဲ့အရမရွေးကောက်ပွဲမှာပူးပေါင်းပါဝင်နေသူအားလုံးကိုလည်းတတိပေးလျက်ရှိနေပါတယ်ခင်ဗျာ။